အရေးကြီးစစ်ထက်မှာနောက်ဆုံးအရေးကတော့အများကြားဘူးပြီးသားဖြစ်တယ်အဝီစိငရေမဟာအဝီစိငရေကြီးလို့လည်းဒီလိုခေါ်တယ်ဒီငရေကိုကြားတတ်တဲ့ပုံကိုယ်တွေကတော့အလုံးအပြစ်ကြီးလေတဲ့ပုံကိုယ်တွေအာနန္ဒရိယကံ၅ပါးကိုလွန်ကျူးတတ်တဲ့ပုံကိုယ်တွေအာနန္ဒရိယကံ၅ပါးဆိုတာသီတိအချမ်းမြေမှာတေချာပေါ့ငရေကြားစင်တယ်အကုသို့ကရုဂံ၅မျိုး အမေကိုတတ်မယ်အဖေကိုတတ်မယ်ယဟန်ဒါကိုတတ်မယ်နော်တန်ခါကိုသင်ခွဲအောင်လုပ်မယ်ဖရာရှင်ကိုသွေးစိမ်တီအောင်ဒဏ်ရာအနာရယဖြစ်အောင်လုပ်ဒီအနန္တရိယကံကြီးငါးပါးကိုလွန်ကျူးထားတဲ့ပုံကိုယ်တွေဟာလည်းပဲဒီငရဲကိုကြားရတယ် နိယနာမိစ္ဆာဒိဋ္ဌိတို့ကအလုံးမတန်ခိုင်မြဲတဲ့မိစ္ဆာဝါဒရှိတဲ့ပုဂ္ဂိုလ်တွေလည်းဒီငရဲကိုကြတတ်တယ်အကုသိုလ်ကရုကံရှိတဲ့ပုဂ္ဂိုလ်တွေကြရောက်တတ်တယ်အကုသိုလ်အမတန်ကြီးလေးတဲ့အပြစ်ရှိရငရဲကိုပြည့်စုံတဲ့ကြီးလေးတဲ့အပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကြရောက်တတ်တယ်ငရဲမို့ဒါမဟာအဝိဇ္ဇငရဲတို့ပြောခေါ်တယ်နာမည်ကအဝိဇ္ဇ ပါဠိစကားလုံးနော်သူကနှစ်ပါဠိနှစ်ပုဒ်ကိုတွဲထားတာအကတဘောဝိစီကတဘောဝိစီအကြအလတ်တဲ့အကမရှိဘူးတဲ့အကြအလတ်မရှိဘူးနော်ဒီတော့ဒီငရဲကြီးမှာသုံးမျိုးအကြအလတ်မရှိဘူးတော့ငရဲကြီးတစ်ခုလုံးဝီးတော့ဝီးလျံလွတ်တဲ့နေရာဆိုတာမရှိဘူး မိတော်မိလျာနေရဲရဲပြောင်ပြောင်ပြည်ပြီးတော့နေတဲ့အကြအလက်မရှိဘူးမိမိတော်မိလျာငလျေမိတော်မိလျာနော်ရိုးရိုးထင်းပြီးကံမိဒီနေ့ခေမိမဟုတ်ဘူးမရဲမိတော်မိလျာအကြအလက်မရှိခြင်းတမျိုးနာတကုငရဲသားတတော်ဝါဒီဟာနဲ့အကြအလက်မရှိဘူးပြည့်သိလို့ပြည့်တယ်လို့တော့နောက်ထပ်မဆန့်တော့မအောင်မင်းနဲ့နော်ဒါကုငရဲရဲ့သဘောတဘာဝကိုပြောပြတယ် ရဝါဒေအထောင်သိမ့်တန်ဂရိယာဘောင်းများစွာဂရိသိမ့်ဘောင်းများစွာရောက်လာတော့လည်းပဲမဆန့်ဘူးဆိုတာမရှိဘူး။ဒါမှမဟုတ်ဒီငရဲရဲ့သဘောတဘာဝကအဲ့ဒီလိုနော်။ငရဲသားတော်ဝါတွေပြည့်နှံ့လို့တခါတည်းသူကဆိုလိုရင်တော့တခြားငရဲတွေကအော်ခဲ့ခွင့်လှုပ်ရှားခွင့်ပြေးလွှားခွင့်တချို့ရသေးတယ်။ဒီငရဲမှာတော့အဲ့လိုအော်ခဲ့ပြေးလွှားလှုပ်ရှားဖို့ရနေရာတောင်မရှိဘူး။ပြည့်ညက်နော်ဟုတ် ဝါကြီးတော့တဲ့မှာမုံညင်းစေတို့နှမ်းစေတို့ခါရပြိတ်သိပ်ပြီးတော့ထဲ့တာတလို့ပဲအလုံးမမလူးတာမလဲ့တာမလောက်တာခံစားကြရဇင်တဝရကြီးဒီငရဲကိုကြတာပဲနော်အရာတရိတာဘုရားရှင်တို့သွေးစင်းတရားလောက်ခဲ့တယ်တန်ခါကိုအုပ်စုပွဲအောင်တန်ခါပေတကကံတို့ရောက်အောင်ဆိုတော့ဒီဘရာဆောင်ရွက်ခဲ့တယ်ဒါကြောင့်ဒီငရဲကိုအရှင်တေဝတာကြားရောက်တယ်ပေါ့ဒါနမနဲ့အပြည့်နေတာက ငရေသာတော်ဝါအကြအလက်မရှိဘူးပြည့်နံပါတ်3ဒီငရေကြီးမှာကြနေတဲ့ပုံပုံမှာဆင်းရဲဒုက္ခဆိုတာလည်းအကြအလက်မရှိဘူးတဲ့ချမ်းသာလုံးဝလုံးဝကိုမရှိတဲ့နည်းနည်းလေးမှသိချမ်းသာမှုကိုချမ်းသာမှုကိုမရရှိနိုင်တဲ့ဒုက္ခတွေဆင်းရဲတွေအကြအလက်မရှိခံစားနေရတဲ့ငရေဟာအဝိဇ္ဇငရေ အကြမ်းလက်မစတာ၃မျိုးပြန်မှတ်ချက်နံပါတ်၁မရဲမိတော့မိလျံတို့အကြအလက်မရှိခြင်းနံပါတ်၂မရဲသားတရားတို့အကြအလက်မရှိပဲပြည့်သိမ့်နေခြင်းနံပါတ်၃ဆင်းရဲဒုက္ခတို့အကြအလက်မရှိပဲအမြဲပြင်းပြတော့ဆင်းရဲဒုက္ခကိုခံစားရခြင်းဒီအကြမ်းနဲ့မရှိစဉ်သုံးမျိုးနဲ့ပြည်စုံတဲ့ငရဲကိုအဝိစိငရဲလို့ဒီလိုခေါ်ပါတယ်နော် အေးအရာအမတန်ကြီးတဲ့အကုသို့ကရုကံလွန်ကျူးတဲ့ပုံပေါ်လေဟာဟောဒီအဝိဇ္ဇငရဲ့ကြီးကိုကြတတ်တယ်။လောကကြီးမှာငါလေးငါထိုးဘကိုးရောက်ရောက်ငါမြင်းငါဆိုင်ဇကိုင်းရောက်ရောက်ငါเจ้าငါထိုင်မခိုင်ကျူးကြဆိုပြီးထင်ရမလောက်ကြနဲ့။အဲ့လိုထင်ရလောက်လိုက်လို့ပြုတ်ပြဲလို့မရတော့အောင်ကြီးလေးတဲ့အကုသို့ကရုကံကိုရောက် ရုပ်ကံရဲ့ထုံးစံဟာသိပြီးတာနဲ့ဟောဒီအဝိဇ္ဇငရဲ့ကိုတန်းပြီးတော့ပို့တတ်တယ်။အဲ့ဒါတန်းရောက်သွားလိမ့်မယ်နော်။ဘယ်နဲ့ရောသူကတိဘောင်မှာအနာတောင်ကတ်လိုက်ရမှာမဟုတ်ဘူး။ဒါကြောင့်မလို့တခါတည်းစိတ်ချင်ရတယ်ကိုစွတ်ပြီးတော့လောက်မယ်ဆိုရင်ဘုရားမြတ်စွာဟောကြားထားတဲ့ဟောဒီငရဲ့ကြီးကိုကြားရောက်တတ်တယ်ပေါ့။အဲ့ဒါမဟာအဝိဇ္ဇငရဲ့ကြီးပေါ့နော်။အကြအလတ်မရှိမိလျံအကြအလတ်မရှိမရဲသားတတော်ပါ။ အကြမ်းလက်မရှိဆင်းရဲဒုက္ခတွေနဲ့ပြည့်စုံမဲ့ငရဲ့